အားလုံးပဲမင်္ဂလာပါမြန်မာဖိုက်တာသွေးလင်းတက်ကဒီတစ်ပတ်တောက်ကြနေပါထိုင်းကစားသမားခရစ်ပတ်နဲ့ရှင်ပြိုင်ကစားရပါမယ်ဒီဘက်ကသွေးလင်းထက်ရဝမ်းမှာရှင်ပြိုင်မှု၅ပွဲမြောက်ပွဲစဉ်ဖြစ်ပါတယ်ပြီးခဲ့တဲ့၄ပွဲမှာသွေးလင်းထက်က၃ပွဲနိုင်တစ်ပွဲပဲရှုံးထားပါတယ်ဝမ်းမှာရှင်ပြိုင်နေတဲ့မြန်မာကစားသမားတွေထဲမှာတော့သွေးလင်းထက်ကရလက်ပိုင်ကောင်းမှုနဲ့ကစားသမားတယောက်လို့ပြောလို့ရပါတယ်သွေးလင်းထက်ရင်ဆိုင်ရမယ့်ခရစ်ဘတ်က၃ပွဲရှုံး၂ပွဲနိုင်ကစားထားပါလေ။ရာလက်ပိုင်အကောင်းကြီးမဟုတ်ဘူး။ ဒါပေမဲ့နောက်ဆုံးနှစ်ပွဲဆက်အနိုင်ရထားတယ်။နိုင်ငံရေးပွဲစဉ်တွေမှာဆန်းဆောင်ရေးကောင်းတာကိုလည်းတွေ့ရပါတယ်။သွေးအေးအေးစိတ်ရှိရှိနဲ့ကောင်းလာကစားပုံအရန်ကောင်းပါတယ်။ထိုးလုံးတက်ပေါက်လည်းစုံတယ်။ပါဝါပိုင်းကောင်းသလိုမားကုန်လည်းမဆိုးပါဘူး။အားနဲ့ချက်ရှာရခတ်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဒီပွဲစဉ်ကဝမ်းအနေနဲ့သွေးလင်းထက်ကိုစာမေးဝဲစစ်တာပါ။မကြက်လုံးမချောင်လုံးနဲ့ကစားသမားနဲ့တည့်ပေးထားတယ်။ ဒူးလင်းထွက်နိုင်ခဲ့ရင်နောက်ပွဲတွေကို rankin နဲ့ကကစားသမားတယောက်ယောက်နဲ့ပွဲတည့်ပြီးမယ်လို့ထင်ပါတယ်။ဒေါ်လာ3000နဲ့စာချုပ်နဲ့လည်းပို့ပြီးနှီးဆက်လာပါလိမ့်မယ်။ဒူးလင်းထွက်နိုင်မလားနိုင်နိုင်လားလို့ဆိုရင်နိုင်နိုင်တယ်လို့ယူဆမိပါတယ်။ဒါပေမဲ့လွယ်လွယ်ကူကူတော့မဟုတ်ပါဘူး။ခရဘက်ကနှစ်စနစ်ပိုင်းပြိုင်ပြိုင်လို့တော့မရပါဘူး။သူတလုံးကိုတလုံးသူတစ်ချက်ကိုတစ်ချက်ကစားဖို့မလွယ်ပါဘူးတိုက်စစ်ကိုဦးစားပေးပါအချိန်နဲ့ကြည့်ပြီးရင်းထိုးတဲ့ရင်ထိုးပါ တောက်လျှောက်ပရက်ရှာပေးထားနိုင်ရင်တော့ကောင်းပါလေခရစ်ပက်ကသူ့ကိုလိုက်ဖိထားလို့ရှိရင် သူ့အထိုးခံရလို့ရှိရင်ပြသွားတတ်တယ်ကစားပုံပြတ်သွားတတ်တယ်သူ့ရင်ထက်ကိုယ်တိုင်လည်းအမားကိတ်ကိတ်နဲ့တည်တည်ငြိမ်ငြိမ်ကစားဖို့လိုပါလေအဲ့ဒီလိုကစားရင် ခရစ်ပက်ရဲ့အမားတွေကို ရှာပါဖြစ်နိုင်လို့ရှိရင်တိုက်စစ်ဦးစားပေးပါတောက်လျှောက်ဖိအားပေးထားပါအဲ့လိုဆိုရင်တော့သူ့ရင်ထက်အတွက်အခြေအနေကောင်းမယ်လို့ယူဆမိပါလေ သွေးသင်းထက်နိုင်ငံဆက်စိဖို့စံနာပြုလိုက်ရပါတယ်ဒီပွဲလာနိုင်ငံမဲ့ဆိုရင်ဒေါ်လာတသိန်းနဲ့စာချုပ်နဲ့လေခြေတလန်းပို့ပြီးနှိမ့်ဆက်သွားမယ်လို့ယူဆမိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်